နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားများအပါအဝင်ရွှေပြောင်းလုံသမားများဟာဒီဇင်ဘာလ12ရက်နေ့ကစတင်ပြီးတော့အလုပ်လုပ်ခွင့်လက်မှတ်ပန်းရောင်ဘက်အသစ်ပြုလုပ်ရန်အညီစရင် name list တင်သွင်းနိုင်ပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့အစည်းအဝေးဆုံးဖြတ်ချက်အရမြန်မာလာအိုဗီယက်နမ်သုံးနိုင်ငံကအထောက်ထားမဲ့ရွှေပြောင်းလုံသမားများကိုတရားဝင်အလုပ်လုပ်ခွင့်မှတ်ပုံတင်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခကြောင့်ကမ္ဘောဒီးယားရွှေပြောင်းအလုပ်သမားများအတွက်အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပေးမယ့်အစီအစဉ်မှာပါဝင်လာခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။အလုပ်လုပ်ခွင့်လက်မှတ်မှတ်ပုံတင်ပိုင်းအောင်ဘတ်ပြုလုပ်ရန်ပထမအဆင့်ဖြစ်တဲ့အမည်စရင် nameless တင်သွင်းခြင်းကိုလာမယ့်ဒီဇင်ဘာလ12ရက်နေ့ကနေ 26ရက်နေ့အထိ15ရက်ကြာခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။နောက်ထပ်ဆေးရုံမှာသွေးစစ်ခြင်းအလုပ်လုပ်ခွင့်လက်မှတ်ဝတ်ပါမင်းအတွက်ငွေသွင်းခြင်းထိုင်းလာဝကမှာလက်ပွေနှိပ်ခြင်းဗီဇာရယူခြင်းလုပ်ငန်းစဉ်အသေးစိတ်ကိုတော့ထုတ်ပြန်ခြင်းမရှိသေးကြောင်းပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FD အဖွဲ့ကအလုပ်သမားရေးတာဝန်ခံကိုမင်းဦးကရှင်းပြထားပါဗျ။ အခုကတော့ name list တွေတင်လို့ရပြီပေါ့နောက်မှအသေးစိတ်တွေလာမယ်ထင်တယ်စောင့်ကြည့်ရမှာပေါ့လို့၎င်းကပြောဆိုထားပါတယ်အမည်စရင် name list ရှောက်ထားမယ့်အလုပ်သမားများဟာခိုင်းနိုင်ငံအတွင်းမှာအလွတ်လုခွင့်တစ်နှစ်တတန်းရရှိမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဘတ်အသစ်ပြုလို့ရန် 2980ဘက်ကနေ3880ဘက်ကုန်ကြမှာဖြစ်ကြောင်းထိုင်းလုံတမဝန်ကြီးဌာနကထုတ်ပြန်ထားပါဗျာအခုထုတ်ပြန်ချက်မှာအလုတ်လုတ်ခွင့်လက်မှတ်အသစ်ရှောက်ထားမဲ့သူများအနေနဲ့နိုင်ငံကူးလက်မှတ်သို့မဟုတ်ဤသူမိဝါဖြစ်ကြောင်းတပ်တွေကလက်မှတ် CI စာအုပ်ရှိပါကတပါးတည်းရှောက်ထားနိုင်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ